ဒီနေ့ကျွန်တော်တို့အားလုံးရင်းနှီးနေတဲ့ဒီ Santa Claus ပုံရိပ်ကြီးကဘယ်ကနေဘယ်လိုရောက်လာခဲ့တာလဲ။တချို့ကတော့နာမည်ကြီး Coca-Cola ကြောင်ညာတွေကနေ Santa ကြီးကိုဖန်တီးခဲ့တာလို့အထင်မှားတတ်ကြတယ်နော်။တကယ်တော့အဲ့ဒါမဟုတ်ပါဘူး။ဆန္ဒကြီးရဲ့တမိုင်းကပို့ပြီးတော့ရှုပ်ထွေးပို့ပြီးတော့စိတ်ဝင်စားစရာကောင်းပါရဲ့။အစစ်အမှန်ဆန္ဒကြီးရဲ့ဇာတ်မြစ်ကိုပြန်ခြေရခံကြည့်မယ်ဆိုရင်လုံခဲ့တဲ့နှစ်ပေါင်း1900လောက်က400စုနှစ်အတွင်းခေတ်တူရကီနိုင်ငံမေရာမျိုးကဂရိခရိယန်ဖုံးတော်ကြီးတစ်ပါးဖြစ်တဲ့စိတ်နီကိုလတ်စီကိုရောက်သွားပါလိမ့်မယ်။ စိတ်နီကိုလတ်ကဂယုနာကြီးမှာပြီးတော့လျှို့ဝှက်အလှူတန်းတွေပေးကမ်းမှုကြောင့်နာမည်ကြီးပါရင်အထူးသဖြင့်ဆင်းရဲတဲ့မိသားစုတွေနဲ့ကလေးတွေကိုအမြဲကူညီလေးရှိပါရင်ဒီလိုလက်ဆောင်ပေးတဲ့အလေးထားကနေပဲနယ်သာလန်ကိုရောက်သွားပြီးတော့ဆန်နာကလပ်ဆိုတဲ့နာမည်နဲ့နာမည်ကြီးလာခဲ့ပါရင်သူရဲ့ရိုးရာပုံစံမှာတော့မှစိတ်နီကိုလတ်ကလက်ဆောင်တွေပေးဖို့အတွက်မိโกကောင်းနိုင်ကနေစင်းဝင်တဲ့အလေးထားတွေပါဝင်နေပြီဆိုတာသိထားရပါမယ်။ 1860ပြည့်နှစ်တွေမတိုင်ခင်ကာလမှာတော့ဆန္ဒကြီးရဲ့ရုပ်ပုံကတကယ့်ကိုရှုပ်ထွေးခဲ့ပါတယ်။တချို့နေရာတွေမှာဝမ်းသာအားရပုံစံရှိတဲ့ F ဘူလေးတကောင်လိုပုံဖော်ကြသလိုတချို့နေရာတွေမှာကျတော့ရှေလျားပြီးတော့ပိုင်ပင်ပပလူကြီးတယောက်လိုပုံစံမျိုးမြင်ကြရပါတယ်။ဘဟုဥရောပမှာဆိုရင်ပရိသတ်ကြီးကြောက်စရာကောင်းတဲ့ပုံစံမျိုးနဲ့တောင်ပေါ်လာခဲ့ပြီးပါတယ်။ကလေးစိုးတွေကိုပြပြတက်တဲ့ Crampus ဆိုတဲ့နတ်ဆိုးပုံစံနဲ့တူတွဲပြီးတော့ပုံဖော်ခံခဲ့ရတာမျိုးတွေလည်းရှိခဲ့ပြီးပါတယ်။ဒီပုံစံတွေကခရစ်စမတ်ရဲ့ပျော်ရွှင်မှုကိုအပြည့်အဝမပေးနိုင်သေးဘူးပေါ့ဗျာ။ ဒီလိုမျိုးမျိုးပြောင်းလဲနေတဲ့ဆန္ဒပုံရိပ်ကိုတသမတ်တည်းဖြစ်အောင်လှုံ့ဆော်ပေးခဲ့တဲ့သူကတော့19ရာစုနှစ်ကနမကျော်တရုတ်ဖော်ပကြီးဆရာ Thomas Ness ပဲဖြစ်ပါတယ်။ American ပြည်တွင်းစစ်ကာလအတွင်းမှာသူက Harper's Weekly Magazine အတွက်နိုင်ငံရေးကာတွန်းတွေစွဲရင်းနဲ့နာမည်ကြီးခဲ့တဲ့သူပါ။ NAS ကစစ်ပွဲအတွင်းမှာယူနီယံတပ်သားတွေကိုအားပေးထောက်ခံတဲ့အနေနဲ့1862ခုနှစ်မှာပထမဆုံးဆန္ဒပုံကိုရေးဆွဲခဲ့ပါတယ် ။ဒီပုံမှာဆိုရင်တော့ဆန္ဒကြီးမှာကဏဝင်ဖြစ်တဲ့မုတ်ဆိပ်ဖြူကြီးကိုပါပါရှိနေပြီဖြစ်ပေမဲ့သူရဲ့ဝတ်စုံကတော့ကျွန်တော်တို့သိတဲ့အနေအထားမဟုတ်သေးပဲအမေရိကန်အလံလိုကျန်တဲ့အစင်းချောင်းနေပါတဲ့ဝတ်စုံမျိုးဖြစ်နေခဲ့ပါရှင်။သူကနောက်တဲ့အနည်း20လောက်ကြာအောင်ဆန္ဒရဲ့ရုပ်တွင်ကိုဆက်လက်ပုံဖော်ခဲ့ပြီးနောက်ဆုံးမှာတော့ကျွန်တော်တို့ချက်ခင်ရတဲ့အနေအထားဝတ်စုံပပင်းနေနေနဲ့ပျော်ပျော်ရွှင်ရွှင်ဆန္ဒကြီးပုံစံကိုဖန်တီးနိုင်ခဲ့ပါရှင်။ဒီပုံစံကအမေရိကန်ဆန္ဒအဖြစ်ပေါ်ပေါက်လာခဲ့ပြီးတော့ကမ္ဘာနှံ့ကိုပြန့်နှံ့သွားတော့တာပါပဲ။ ကြော်ညာရီမဂဇင်းတွေကနေတဆင့်အမေရိကန်စစ်သားတွေကတဆင့်ဒီပုံရိပ်ကိုနိုင်ငံသားတွေကိုဖြန့်ဝေခဲ့ကြတာပေါ့ကိုကာကိုလာကပုံရိပ်ကိုဘလို့အားဖြည့်ပေးခဲ့တယ်လေအစောပိုင်းကထင်အောင်ထင်မှားဖြစ်နေတဲ့ကိုကာကိုလာရဲ့အခန်းကဏ္ဍကိုပြောရရင်နက်စ်ရဲ့ပုံရိပ်ကိုအခြေခံပြီးတော့1932ခုနှစ်မှာတရုတ်ဖော်ပညာရှင်ဟာရန်ဆမ်ပလွန်ကိုငှားရမ်းကခရစ်စမတ်ကြော်ညာရီအတွက်ပုံဆွဲစီခဲ့ပါတယ်ဆမ်ပလွန်ကဆန္ဒကြီးကိုပို့ပြီးတော့နှွေထွေးပျော်ရွှင်လူသားဆန်တဲ့ပုံစံမျိုးဥပမာဘာနီရဲရဲမျက်လုံးမိတ်ရင်နေတဲ့ပုံစံမျိုးတွေနဲ့ရေးဆွဲခဲ့ပါတယ် ကိုကာကိုလာရဲ့ကဘာလုံးဆိုင်ရာဖြန့်ကျက်မှုကြောင့်ပဲဒီပုံရိပ်ကအင်မတန်ကိုနာမည်ကြီးသွားပြီးတော့ပရိသတ်ကြီးတို့ရဲ့စိတ်ထဲမှာဆွဲမြဲသွားခဲ့တာပါဒါကြောင့်ကိုကာကိုလာကဆန်တာကြီးကိုဖန်တီးခဲ့တာမဟုတ်ပဲနက်စီရဲ့ပုံရိပ်ကိုကဘာအနှံ့ပို့ပြီးတော့ခိုင်မာအောင်မြင့်တင်ပေးခဲ့တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်နော်ဒီတော့နောက်တစ်ကြိမ်ခရစ်စမတ်ကတ်တွေဒါမှမဟုတ်လက်ဆောင်တွေကိုမြင်ရတဲ့အခါမှာဒီချစ်စရာကောင်းတဲ့အနေအောင်ဝတ်စုံဝတ်ထားတဲ့ဆန်တာကြီးကိုဘယ်သူတွေကဖန်တီးပေးခဲ့လဲဆိုတော့စိတ်ဝင်စားစရာသမိုင်းကြောင်းကိုပြိတ်သက်ကြီးဒေချာပေါက်မှတ်မိနေတော့မှာပါဗျာ